အခုချိန်မှာဘဝကအရန်ခက်ခဲနေတယ်။ကျမတို့ကို ရှေ့ဆက်လျှောက်ဖို့အတွက်ကိုအနာကကိုလန့်ကြည့်တဲ့အခါမှာဘာမှမမြင်ရဘူး။လက်ရှိကြုံနေတဲ့ပြဿနာတွေကလည်းဘလို့မှကြော်ဖြတ်ဖို့မဖြစ်နိုင်ဘူးဆိုတော့လူတွေရောလုပ်ငန်းတစ်ခုကိုလေပတ်နေတဲ့နေရာမှာ ကိုအတွက်ပြဿနာတွေအကြီးကြီးတက်တေးကြုံနေရတဲ့လူတွေကဒါမှမဟုတ်လို့ရှိရင်လည်းလုပ်ငန်းတစ်ခုလည်ပတ်နေတဲ့အဆင်ပြေနေတဲ့ဆိုတဲ့လူတွေကအရာအားလုံးကောင်းသွားဖို့အတွက် ကျမတို့နေတဲ့နီလန်းလေးတစ်ခုရှိတယ်။ဒီနီလန်းလေးကတော့ကျမတို့ဗုဒ္ဓဘာသာတွေအများစုလောက်ရမယ့်နီလန်းလေးပါ ဒီနီလန်းကအရန်လွယ်ပါတယ်စာအုပ်တအုပ်ရယ်ဘောပင်တချောင်းရယ်ပဲလို့ရယ်ကျမဘာလို့ဒီဟာကိုပြောရလဲဆိုတော့ကျမကိုယ်အတွက်အကျိုးကျေးဇူးရဲ့အများကြီးရှိနေတယ်ရှိနေစေပဲရှိခဲ့ဘူးတယ်ပေါ့နော်အဲ့တော့ကျမဒီကာထကိုရေးပြီးတော့မှပူဇော်တာအခောက်၅ခေါက်မြောက်၅ချိန်မြောက်ပြီးသွားတဲ့အခါမှာကျမကပတ်စံတပြားမှပေးစီတာမလို့ဘူးကိုအလောက်ကန်ကြီးကြီးမားမားလဲအရန်ရုံးကန်လုပ်စီရမလို့ပဲနဲ့ ိမ်တလုံးခြံတစ်ခုကျမလက်ဆောင်ရခဲ့တယ်ကျမကိုအရင်မုန်းနေတဲ့လူစီကနေပြီးတော့မှလက်ဆောင်ရခဲ့တာပါအဲ့တော့အိုးပိုင်အိမ်ပိုင်ရဖို့အတွက်ဆိုလို့ရှင်လေဒီကာထာလေးကို ရေးပြီးပူဇော်လို့ရတယ်အဲ့ဒီမှာတခုသိစေချင်တာကဘာလဲဆိုတော့လောဘနဲ့မရေးပါနဲ့ကျမရေးပြီးပူဇော်ခဲ့တဲ့အဲ့ဒီငါးခေါက်လုံးကလေစုတစ်ခုတောင်းကျင်လို့မဟုတ်ဘင်းနဲ့ကျမကိုကိုကိုဘယ်ကိုရှေ့ဆက်ပြီးရှောက်ရမယ်မှမသိတဲ့အချိန်မှာကိုစိတ်တွေငြိမ်းချမ်းဖို့အတွက် ိဿုတ်တံမှာကိုစိတ်တွေရှိနေဖို့တည်တည်ငြိမ်ငြိမ်ရှိနေဖို့ ਨੇ စိတ်တွေအေးချမ်းဖို့အတွက်ပဲရည်ရွယ်ပြီးတော့ရေးခဲ့တာရေးရင်းနဲ့ဒီကရလာတဲ့ငြိမ်းချမ်းမှုတစ်ခုကိုကျွန်မကြိုက်ပြီးတော့မှအဆက်ဆက်ပြီးရေးခဲ့တာပေါ့နော်ရေးပြီးပူဇော်တယ်အဲ့ဒီအချိန်မှာကိုမျောမမျောလင့်တာပဲနဲ့ဒီလက်ဆောင်ကြီးကြီးမမတစ်ခုကိုအမြန်ဆုံးရခဲ့တာမမျောလင့်တဲ့ မျောလဲမမျောလင်ဘူးဆုလဲမတောင်းခဲ့ဘူးဒါပေမဲ့ကျမဒီအရာကိုလွယ်လွယ်ကူကူရခဲ့တယ်ကျမလိုပဲအားလုံးကိုရရှိခြင်းတဲ့အတွက်ဒါလေးကိုပြောပြတာအဲ့ဟာကတော့တခြားမဟုတ်ဘူးဒီဟိုထုတ်တတလောကတံမီဟိစိတ်တန်ရတနကံပတိအာတောကံဝိရဇခေမေအိတံမီကလာမုတ်တမေဆိုတဲ့ဒီ ဂါထာအပိုက်လေးကို1080ကောက်ပြည့်အောင်ရေးပြီးဘူးဆိုတာကျမရဲ့အတန်ထွက်လေးတွေမှားနေတယ်ဆိုလို့ရှိရင်လည်းအလုံးကိုဒါလည်းတိခံဖက်လွတ်ပေးဖို့တောင်းမဲ့ခြင်းပါတယ်ဆိုတော့ဒီဂါထာလေးကို1080ကောက်ရေးပြီးဘူးဆိုတဲ့အချိန်မှာကျမကတော့အရင်ကဆိုရင်ဒီနေ့ကို108ခောက်ရအောင်ပူဆိုတယ်အဲ့တော့ကျမ10ရက်ပြည့်လို့ရှိရင်1080ခောက်ပြည့်သွားပြီ108ခောက်ဆိုပေမဲ့လေအရင် အလုံများတဲ့လူဆိုလို့ရှင်လုံးဝမပေးနိုင်ဘူးအဲ့တော့ဘာအကြံပေးခြင်းလဲဆိုတော့တနေ့ကိုအဲငါးစိတ်နဲ့မှလေးခေါက်ပူစောတာမျိုးလုပ်ဖို့အကြံပေးခြင်းလဲရက်ကရက်အကန့်တက်ကအထူးကမဟုတ်ဘဲနဲ့အဓိကပေးမြောက်အောင်ပူစောဖို့ပဲကိုကိုကိုအာယုံစိုက်ထားပါပြီးရင်ဒီပူဇော်တဲ့နေရာမှာလဲလောဘဇောတွေမဟုတ်ဘဲနဲ့ဆန္ဒပြုတ်ပြီးတော့မှဒီကရလာတဲ့အေးချမ်းမှုတွေကုသိုလ်တွေကိုအာရုံပြုတ်ပြီးတော့မှပူဇော်ဖို့ကျမကအကြံပေးခြင်းပါတယ် ဒီ1080ကောက်ပြီးသွားတဲ့အခါမှာကျမအာမတ်ခင် ਨੇ ဒီမရေးခင်ကစိတ်နဲ့ကိုယ်နဲ့ခန္ဓာနဲ့ဖြစ်နေတဲ့ပဏိပခါတွေကလေ90ရာခိုင်နှုန်းလောက်ငြိမ်းချမ်းသွားလိမ့်မယ်ဆိုတော့ကျမအာမတ်ခင် ਨੇ ဆိုတော့ဒီနေ့ဟာလာပညာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပုဒ္ဒတဂါထာလေးကိုစပြီးတော့မှရေးပြီးပူဇော်ဖို့ကျမအကြံပေးချင်ပါတယ်ကျမအခုချိန်ထိပဲဒီဂါထာလေးကိုရေးပြီးပူဇော်နေတုံးပဲအဲ့တော့အားလုံးလေးကုသိုလ်ရရှိခြင်းနဲ့ဒီနေ့မှာစတင်ဖို့အကြံပေးချင်ပါတယ်ရှင်